ကျွဲဖန်ရဲ့တရားချစ်ခင်သူတော်စင်ပေါင်းလို့ရှင်။အခုချိန်ကစပြီးဆရာတော်ဓမ္မဒူတာအရှင်စေကိန်းကဟောကြားတော်မူအပ်သောဘဝဖြောင်းချောင်းတစေတစောင်းအပိုင်းနှင့်တရားတော်ကိုနာကြားတော်မှာဖြစ်ပါတယ်ရှင်။ဘဝတစ်ခုမှာအစဘယ်ကစတယ်လဲလို့မေးရင် လူတိုင်းလူတိုင်းဟာအမိဝမ်းတွေကစတာအရင်တခါပြောခဲ့သလိုပဲအမိဝမ်းတွေကစတဲ့အခါလောကမှာအိမ်ကောင်းကောင်းနဲ့နေကျင်တဲ့သူဟာအိမ်ကောင်းကောင်းရှာတယ်လို့အမိဝမ်းတိုက်ကောင်းကောင်းမှနေကျင်ရင်ရှာလို့ရမှာရှာတဲ့နည်းတွေပြီးပဲဒီအိမ်ဆိုတာကအိမ်ကောင်းရင်လည်းပဲနေတဲ့သူကချမ်းသာတယ်လို့နေတဲ့သူကောင်းရင်လည်းအိမ်ကပူကောင်းပါအဲဒီမှာကြတော့လူတွေကြတော့လူသားတွေကြတော့ဒီမိဘနဲ့သားသမီးအဓိကအမေနဲ့ သားရီသမီးရင်သွေးနဲ့အဖေနဲ့သားရီသမီးတွေရင်သွေးနဲ့ဘလောက်ဒီဆက်ဆက်တည်းဆိုဒီအမေကမေတ္တာရှိဒီသားသမီးကမေတ္တာရှိသိနေတာပဲဆက်နေတာအမေရဲ့သားသမီးပေါ်မကြည်နဲ့နေလေသားသမီးတွေသိနေတာဆက်နေလူလဲနှကူမကွယ်ဘူးစိတ်ကလည်းနှကူကွယ်နေတာဒီမိဘစီကနေပြီးတော့အမေစီကနေပြီးတော့ဒီဓာတ်တွေကသွားနေတယ်ဒီနေရာမှာတခုတော့ပြောစရာရှိတာဖုံမုံကသာသနာပေါင်ရောက်လာတယ်25နှစ် နင်မယာဘဝနဲ့မိဘလုတ်တွေပြီး25နှစ်မှာတောင်သားပေါင်းရောက်တာလူတွေကတော့ပြောကြတာပေါ့လေအင်ဂျင်နီယာတွေကဖေးရိုက်နေစာအเจ้าနေတုန်းကတော့အเจ้าမှမရိုက်ဘူးပေါ့အဆောင်အဲဒါဗီမဲ့သူတို့ပြောလေပြောစီရတော့ဘုံမောဖေးရိုက်တာဘာလို့လဲပါဖေးရိုက်တယ်မတင်ရဘဲနဲ့တက်တာကိုကတော့မတင်ရဘဲနဲ့တက်တယ်လို့ထင်တာပေါ့ဘယ်ပြများများဖြစ်ဖြစ်မတင်ဘဲနဲ့တက်တာတော့ဘယ်ရှိအဲကိုမီတို့ဘူကြီးတို့ဟောလီဝုဒ်တို့ပိုကားအများကြီးပေါ့ကစားတတ်တယ် နောက်ဖုံဖုံကလည်းပဲအလုတ်တစ်ခုကိုလှုပ်ရင်ဘယ်မှပြီးပြီးရောမလှုပ်တော့ပြောရင်ကြီးစရာကြီးများဖြစ်အောင်လားမလို့ဖရိုက်တာဘယ်လောက်ထိရိုက်ခဲ့သလဲဘယ်လိုရိုက်ခဲ့သလဲလို့ဒီဒီလက်ညိုးလေးတဏှာသွေးတဲ့ကြောက်ပြင်းနဲ့သွေးရတာတဏှာသွေးတဲ့ကြောက်ပြင်းနဲ့သွေးထားဒါလည်းနုနုနေတော့ဟောလိဝုဒ်ဆိုပါလို့21ဆိုပါဆိုအသာလေးအောက်ကပို့လိုက်တာလည်းမဆွဲရသေးဘူးသိရဒီတဲ့ဖဲသမားပိုင်းတော့နားနေတာသိနေတော့ဖဲပွင့်ကိုဆွဲရင်ရှုံးမှာသူမဆွဲဘူးပေါ့ဘာလေးဆိုသိပြီပေါ့ ဟိုအလုတ်တစ်ခုကိုလည်းတည်တည်ချာချာလုတ်တက်တာလည်းပါတယ်ဘလောက်ထိများစကားခဲ့လို့ဆိုတော့ဟိုအရက်သေးမှလူသေးရင်လည်းကစားတယ်အတုပါရှိတော့ရွာထုံးတာနော်ဟိုလူမျိုးတွေတော့သိတယ်မကစားတော့ကစားတိုင်းကစားတိုင်းနဲ့မနိုင်ပါဘူးပတ်စံနိုင်ရင်လို့ကစားတာကိုမဟုတ်ဘူးဘလူမမသိဝါသနာကိုပါမကစားဘဲကိုမနေနိုင်တော့ဝါသနာပါတယ်ဟိုမမီးပြီ16နှစ်လောက်က16 18 19 20လောက်20လောက်တော့ ိုးနိုင်ငံများတစ်ခုရဲ့အနေကြားမှာပုံစားဆိုတာရှိတယ်။ပုံစားဆိုတာပုံပြီးတော့ယော်တယ်ပုံပြီးတော့စားတယ်ပတ်စံရီးကိုမြည်တော့အဲ့လိုမျိုးပါကစားဘူးတခါကစားဘူးကိုယ့်ကိုယ်လည်းပြန်ပြန်မလို့အခုသာသနာပုံရောက်မှပါပဲအတိတရားဆိုတာကတော့ပြီးတော့ဘာသွားမြင်လို့ဆိုအဖေရဲ့အမေရဲ့အကြောင်းသွားမြင်အဖေရဲ့အမေရဲ့အိမ်အောင်ကြတယ်ငယ်ငယ်ရွယ်လေးပေါ့အိမ်အောင်ကြတာကအမေကအောက်ပြီးအောက်ရွာကအမှုကြီးနေကအဖေကစကိုင်းဆိုတော့စကိုင်းမှနေကြတယ် မီးရောင်မှလည်းမရဘလို့မှမတည်တော့အိမ်ခွဲနေတာအဲ့လိုအိမ်ခွဲနေကြတဲ့အခါကျတော့အဖေရဲ့အမေရဲ့ဖုံးဖုံးတော့မမွေးသေးပါဘူးအိမ်လေးနဲ့နေကြအဲ့ဒါအရက်သေးလူသေးတော့အတုပဖြစ်အဖေရသွားတာပေါ့အဖေရသွားတော့အမေရဘလို့လုပ်နေအဲ့ဒါအမေရလည်းသွားတာဟိုကြအဖေရဖဲကစားအမေရလည်းဖေးရကစားဖုံးဖုံးမမွေးသေးဘူးအဖေရဖဲဝိုင်းမှကစားအမေရလည်းဖဲဝိုင်းလိုက်သွားအမေရကြည်လားမကြည်လားတော့ကိုယ်မသိဘူး ဖုံးဖုံးအဲ့မှာမမွေးပေမဲ့အဲ့ဒီမှာတင်ဖဲရသင်အမေပိုက်သေးအမေလည်းကြည်မှာပေါ့အမေရောဝါသနာတော့မပါဘူးအဖေရတော့ဝါသနာပါတာဖဲအဲ့ဒီဘိုက်ထဲမှာနေခဲ့တဲ့ဖုံးဖုံးဘဝကလေးကူကအဖေခေါ်သွားလို့အမေလိုက်အမေကြည်တော့ကိုကတက်ပြီးတော့မတင်ရဘဲနဲ့တက်လာအိုးအဲ့ဒါတွက်ကြည့်တော့ကိုအမေလည်းသူတော်ကောင်းပါပဲကိုအဖေလည်းသူတော်ကောင်းပါဒါပေမဲ့လို့အဲ့ဒီတုန်းကအဖေတို့အမေတို့ကကိုသားသမီးဝမ်းပိုက်ထဲမှာရှိပြီးတော့ ဖဲဝင်သွားကစားရင်သာသမီဟာဖဲနေမယ်ဆိုတာနားမလဲဖဲဝါသနာပါလာမယ်ဆိုတာနားမလဲဒါပေမဲ့လွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကလေးပွင့်တော်မူတဲ့ဘုန်းတော်ကြီးမြတ်စွာဘုရားဟောတော်မူတဲ့တရားတွေမှာဒါတွေပါပြီးသားအခုခေတ်ခေတ်သိပ္ပံပညာရှင်တွေကအဲအနောက်နိုင်ငံတွေမှာဆိုဘိုက်ထဲမှာရှိတဲ့ကလေးကိုပဲသချင်းဖွင့်ပြရတာနဲ့ချော့သူနားထောင်နိုင်တဲ့အခါကျရင်ဘာလုပ်ပြရတာနဲ့ဒါရီစမ်းတတ်ကြတယ်ဒါရီကဘုရားလက်ထက်ကလေးကရှိပြီးသားဘုန်းတော်ကြီးမြတ်စွာဘုရားလက်ထက်တော်တုန်းက ဗောဓိကုမာရမင်းသားဆိုတာရှိတယ်။ဗောဓိကုမာရမင်းသားရဲ့အမေမေရောဖေရောရှိတာပေါ့။ဗောဓိကုမာရမင်းသားဝမ်းကြတိုက်တဲ့တုန်းကအမေလုတဲ့သူကဖခင်ကြောင့်သွားပြီ။ဖခင်ရှင်ကိုရောမြတ်ကြီးထံမောက်ကတရဏဂုံတိလဆောက်တယ်။ဘုဒ္ဓတရဏံကိသာမိဓမ္မတရဏံကိသာမိသံဃတရဏံကိသာမိအမေကအမေအတွက်လဲဆောက်တည်တယ်လို့ဒါကတော့သားအတွက်ဆောက်တည်တာပါဆိုပြီးတော့ဝန်းထဲကသားလေးအတွက်ဆောက်တည်တာဗောဓိကုမာရမင်းသားအန့်စရာကောင်းတာကြီးညိုစရာကောင်းတာ ရားရှင်ကိုရောမြတ်ကြီးလက်ထက်တော်ဆရာကောင်းတမကောင်းတွေနဲ့တွေ့တယ်။အော်ဝမ်းကြတိုက်သေးကလေးကသာတရဏဂုံဆောက်တည်လို့ရပါလားဆိုတာ။စာရဲပြည်ထဲမှာအတိအကျပါတရဏဂုံဆောက်တည်တာပြီးတာမပြီးတာခဏခါစိတ်တက်အရေးကြီး။အမေကတရဏဂုံဆောက်တည်တဲ့အတွက်ကြောင့်မို့သားလည်းပဲသားအတွက်တရဏဂုံရည်မှန်းပြီးဆောက်တည်တော့ဒီအမေနဲ့ဒီသားကချက်ကျိုးနဲ့ဆက်နေတာပဲ။အကုန်သိနေတာပဲအမေစိတ်တသားစီရောက်တဲ့သားစိတ်တအမေစီရောက်တယ်။ဘယ်အဲ့ဒါလို့ဆောက်တည်ထားတဲ့သားဟာအိုးအမေဝမ်းကကြွလာတယ်။ ရင်ခွင်ပိုက်ထားတဲ့နှုတ်ဆုအရွယ်ကလေးငယ်မှလည်းပဲဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုဖူးတွေ့ပြီးတော့ကလေးကမဆိုးနိုင်ဘူးအမေလုပ်တဲ့သူကကလေးအတွက်တရဏဂုံသီလဆောက်တည်ပြီဝမ်းကြတဲ့ကလေးကတရဏဂုံသီလဆောက်တည်ခဲ့တဲ့ဗောဓိကုမာရမင်းသားနှုတ်ဆုအရွယ်စကားမဆိုးတတ်ကြတဲ့မပြောတတ်ကြတဲ့သူကတရဏဂုံသီလဆောက်တည်ခဲ့တဲ့မင်းသားဟာဘုရားနဲ့တွေ့ပြီးသူကိုယ်တိုင်ဆောက်တည်တတ်တဲ့အခါကျတော့တရဏဂုံသူကိုယ်တိုင်ဆောက်တည်ဗုဒ္ဓံတရဏံကိသာမိ ကြားမှုမှာပေါ့အစ္စတက်ကီပါဏုပေတံဗုဒ္ဓံတရဏံကိစ္ဆာမိပါဗျာတခါပဲဆောက်တည်တယ်ဘုရားရှင်ကိုရောမြတ်ကြီးနဲ့တွေ့ပြီးတော့တသက်လုံးအတွက်တခါပဲဆောက်တည်သွားတော့အော်အဲ့လိုသူတော်ကောင်းတွေဖြစ်ရတာဟာဘု து ကျေးဇူးများလဲဆိုတော့အမိဝမ်းထဲမှာရှိစဉ်ကအမိအဖေအဖိုးအဖွားပတ်ဝန်းကျင်ကဘလောက်အရေးကြီးတယ်လဲဒီဘုရားကုမာရမင်းသားအကြောင်းကစိတ်ဝင်စားကြရလက်ကအားကောင်းပါ ဒုက္ခမြာဒီလိုမိကောင်းဖာကောင်းနဲ့တွေ့လို့ဝမ်းကြတဲ့ကလေးကတရဏဂုံသီလဆောက်တည်ပြစ်လို့သူ့အကြောင်းလေးလုံရင်တူရှင်လေးနည်းနည်းပြောပါဒုက္ခနဆောင်တိုက်ခန်းကြီးတိုက်တဲ့ကြီးဆောက်ဘုရားရှင်ကိုရောမြတ်ကြီးနဲ့အရှင်အနန္တမထေရမြတ်တို့ပင့်အဲပင့်ပြီးတော့အဝိဖြူကြီးခင်းထားတာအေကားယူအဘောဓာတ်တက်ဖို့အဲ့ဒါဘုန်းတော်ကြီးမြတ်စွာဘုရားအရှင်အနန္တမထေရမြတ်နဲ့ကြွလာတော့သူတို့လျှောက်ဇနီးမောင်ဘုန်းတော်ကြီးမြတ်စွာဘုရားဟုတ်ဒီလေကားပေါ်ကိုတက်ပြီးတော့အဝတ်ဖြူနေပြီးတက်ကြွတော့မှာဗျာဆိုဘုန်းတော်ကြီးမြတ်စွာဘုရားမကြွ နောက်တစ်ခါနှစ်ခါလျှောက်တယ်မကြွနောက်တစ်ခါသုံးခါလျှောက်တော့ဘုန်းတော်ကြီးမြတ်စွာဘုရားကအရှင်အနန္ဒာကိုလက်ကြည့်တော်မူတော့အရှင်အနန္ဒာသိဘဝဖြူကြီးကိုဖယ်လိုက်တယ်အာဘုန်းတော်ကြီးမြတ်စွာဘုရားမဖယ်ပါနဲ့ဘုရားဘာလို့ဖယ်တာလဲဘုရားဘောတူပြောပြောဟောရိကုမာရမင်းသားမေးတော့အမောင်းနဲ့သင်ဘာစိတ်ကူးပြီးတော့ခင်းထားတာလဲဆိုတော့သူတို့ဇနီးမောင်နှံမှာသာသမီမရတော့ဒီအဝဖြူကြီးကိုဘုန်းတော်ကြီးမြတ်စွာဘုရားနင်းပြီးတော့တဲ့ရင်သာသမီရရပါလို့ဤလို့ အဲ့လိုဒိဋ္ဌံပြီးခင်းတာဘုန်းတော်ကြီးများဆိုတာပြမနင်းဘူးပြီဘောဆိုသူတို့မှသာသမီရဖို့ကံမပါအဲ့ဒါကိုဘုန်းတော်ကြီးများဆိုတာဘုရားကများနင်းသွားလိုက်သူတို့သာသမီမရရင်ဘုရားတော်ပြင်မာကြမှာလေအဲဘုန်းတော်ကြီးများဆိုတာဘုရားတကူကြည့်ထဲတာပြောအမလီတက်နင်းသွားပြီငါတို့ဒိဋ္ဌံတာအောင်လည်းမအောင်ဘူးဆိုအလကားနေရင်အပင်လေးပုံရောက်ဘုန်းတော်ကြီးများဆိုတာဘုရားသိတော်မူတော့အဲ့ဒါပဲဘာဖြစ်လို့လဲဆိုတော့အရင်ဘဝကပင်လေထဲမှာကုန်ကူးတန်းရောင်းဝယ်ရင်းနဲ့ သင်မောပြက်လေပြက်လို့ကျွန်းကျွန်းရောက်ကိုအသက်ရှင်ဖို့အတွက်ကြက်ဥဘဲဥငဲ့ဥတွေကိုပြုတ်ဖုတ်စားခဲ့လို့အဲကြောင့်မို့သာသမီမရနိုင်တာလို့ဒီနောက်ကြုံရင်တော့ဒါတွေပြောပြမှာအရင်ဘဝကအကုသိုလ်ကံပါခဲ့ပြီမယ်လို့အမိဝမ်းထဲမှာရောက်ခါစအမေကတရဏဂုံတိရစတီပေးလိုက်တယ်ကိုကိုတိုင်းရင်ဝင်ပိုက်မှာမဆိုးနိုင်သေးလဲတီပေးလိုက်တယ်ကိုကိုတိုင်းတရဏဂုံတိရဆောက်တည်တယ်ဆိုသူ့ဘဝကြီးဘလောက်ကောင်းသွားအေးဒါပေမဲ့ခုခေခုခါကြတော့ မသိကြဘူးအဲ့ဒါမသိတဲ့လူတွေလည်းအပြစ်များတာပေါ့ဘာလို့မသိကြတာလဲဆိုတော့သိအောင်ပြောပေးတဲ့လူကလည်းပြောမပေးလို့လို့ပြောတာတချို့တွေ့ရတယ်ကြုံရတယ်အမိဝမ်းထဲမှာနေကစားနေနေတဲ့သားတွေသမီးတွေရှိနေတဲ့ဝမ်းထဲမှာရှိတဲ့အခါအဖေနဲ့အမေနဲ့တတ်ကြတိကလေးမွေးလာရင်ရှင်ဖြစ်ခြင်းစိတ်ဒေါသကြီးတော့တာပေါ့ဒေါသကြီးတော့တာတချို့ဆိုအမေနဲ့အဖေနဲ့ကဝမ်းထဲမှာသားသမီးလွယ်ထားရင်လည်းဘလုံးမွေးကြည့်ကြလောင်းရတယ် ဒီသားသမီးအရွယ်ရောက်လာတော့ဘလို့မှထိလို့မရဘူးဖုံဖုံပဲကြည့်နေဖုံဖုံအမိသေးနားမလဲရှာပါဘူးအဖေသေးနားမလဲရှာပါဘူးလောက်ကြီးဖြစ်နေဖုံဖုံဆရာကောင်းတမကောင်းနဲ့တွေ့လို့သာသနာပေါင်ရောက်လို့ပေါ့မရောက်ရင်ဘလောက်ဖဲလဲပြီးတနိုင်ငံလုံးရိုက်နေမလဲကုစင်ကူမှာကစီနိုဖွင့်နေဆိုရောက်ချင်ရောက်ဘူးအဲ့တော့ဒီမိဘနဲ့သားသမီးဟာဘလောက်ထိဆက်သွယ်တယ်လဲချက်ကျိုးတစ်ချောင်းနဲ့အသက်တပေါက်သေးကရှူပြီးတော့ကြီးလာရတယ်ဒီမိဘတွေများအဲ့ဒါကိုနားလေပြီးတော့ ဝမ်းနဲ့လွယ်ကလေးကအဲ့ဒီအကြောင်းလေးသိပြီးသားတွေသမီးတွေကိုတွေ့ကြည့်ပါလားအမေနဲ့အဖေနဲ့ချစ်ချစ်ခင်ခင်လေးလို့တဦးပေါ်တဦးမေတ္တာရှိတယ်ဒီသားသမီးမေတ္တာနဲ့စိတ်ဓာတ်တွေပြွန်လာပြီပေါ့ဘုရားရှိခိုးလို့လူလို့တန်းလို့ဆုံးလောင်းလို့အကြောင်းခံစရာတွားလို့အိုးဟိုဘက်မိဘဒီဘက်မိဘယူတည်ကြလို့ချစ်ခင်ကြလို့အဲအိမ်နီးနာကြီးအနေနဲ့လည်းချစ်ကြခင်ကြလို့ဆိုဘယ်တော့ကောင်းနိုင်မလို့ဘယ်တော့ကောင်းနိုင်မလို့ဒီအမေဟာဒီသားသမီးကို အင်းကပြည့်ပြည့်စုံစုံနဲ့မွေးဖွားလာခြင်းနဲ့စိတ်မိဘတိုင်းမှာရှိတယ်အမေတိုင်းမှာရှိတယ်အဲ့ဒါတဲ့ဖုံဖုံတို့ဖြစ်စီခြင်းနာကကိုယ်နဲ့အင်းက32ခုထာတာပြည့်စုံုံနေမကစိတ်တက်ရေးရတွေပါပြည့်စုံစီခြင်းစိတ်တက်ပြည့်ပြည့်စုံစုံနဲ့များထွက်လာရင်ကွယ်အမိဝမ်းကကျွတ်လာရင်ဘယ်တော့ကောင်းမလဲဟိုတနေ့ရပဲဒီအကြောင်းလေးပြောပြတော့အနားမှာရှိတဲ့ဒကမတယောက်ကပြောသူ့သား၃ယောက်ရှိတယ်ဆရာတော်ပြောတာမှန်လိုက်တာဗျာ သားကြီးကိုဝန်ဆောင်တော့ကယောက်ျားကိုစိတ်ကောက်တာအခုသားကြီးရဲ့စိတ်ကိုကောက်ရောဘလို့မဖြောက်မေးလို့မရတော့ဘူးကဲအဲ့ဒါဓမ္မအဲ့ဒါသဘာဝဘသူကပြုပြင်ရမှာလဲဆိုရင်ဒီသားသမီးလိမ်မာအောင်ဒီမိဘကလည်းပြုပြင်ရဒီသားသမီးကောက်အောင်မိဘကလည်းပြုပြင်ရဒါလေးတွေများနားလေသွားရင်မိဘကအနေအထိုင်အပြောဆိုစိတ်ဓာတ်တွေပါဆင်ញင်သွားရင်သားသမီးတွေအတွက်မွေးဖွားလာတဲ့အခါအော်စရာငေါ့စရာကိုမလိုတော့စူစရာဟောက်စရာကိုမလိုတော့ ဘာကြိမ်မှကင်ပြာမလို့တော့အိုးမိဘတွေရင်သွေးလေးလွယ်ထားတော့ငါဖះစာတွေများဖတ်ပါလားဇတ်တော်ကြီးဆယ်ပွဲများဖတ်ပါလားဘုဒ္ဓဝင်တွေများဖတ်ပါလားဝမ်းထဲမှာသာသမီရှိကလေးကအိုးစာလေးတွေများဖတ်ဖះစာတွေများဖတ်ညာနေလဲကောင်းလို့ဒီသားတွေဒီသမီးတွေစာပြီလဲဝါသနာပါလို့အဲ့လိုတော့ဟုတ်ပါဘူးဗိုက်ကြီးကာ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 နဲ့ကိုရီးယားကကြီးသာသမီကြတော့ငယ်ကလေးကကျူရှင်သွားထားမူကြိုကလေးကကျူရှင်သွားထားရပါလိမ့်မယ်စာ ်ဝါသနာပါပါလိမ့်မယ်ဆိုတာနီးပြီဘုံဘုံတို့လည်းဘယ်နေရာနေဘသူ့ကိုဒါတွေပြောရမှန်းမသိတရားပွဲကြီးထဲမှာဒါတွေထည့်ပြောပြန်လို့လည်းလူကြီးစရာကြီးဖြစ်မလားဒါပေမဲ့သိထားတဲ့နာတွေကအများကြီးဘုံဘုံကိုယ်တိုင်ကိုပဲကိုကိုယ်တိုင်မတင်ခဲ့ပေမဲ့တက်နေတယ်ဖဲရိုက်တဲ့ပညာဟာကိုမတင်ခဲ့လို့မဟုတ်ဘူးကိုဖေနောက်ကိုအမေရလိုက်ပြီးတော့ကြည့်ခဲ့လို့တက်တာဟဲဒီလောက်မီးပုံကြီးဘလောက်ဝေးဝေးကွဲအနာတုတ်တုတ်လာရင်တော့ပူတာမင်း ဒီရုပ်ပိုင်းဆိုင်ရာဓာတ်တွေကတော့တစ်ခုနဲ့တစ်ခုကူးသေးတာပဲစိတ်ပိုင်းဆိုင်ရာဓာတ်တွေလည်းကူးတာပေါ့ကူးတာပေါ့ကိုယ်အတွက်ပဲဖြစ်ဖြစ်သူများပဲအတွက်ပဲဖြစ်ဖြစ်ကိုယ်ဝန်ဆောင်တဲ့အမေနဲ့ကိုယ်ဝန်ဆောင်နေတဲ့အမေရဲ့အမျိုးသားဖြစ်တဲ့အဖေနဲ့အမေအဖေတွေမကဘူးဒီမိသားစုကအဖိုးတွေအဖွားတွေဦးတွေအတော်တွေကျန်တဲ့ညီကိုမောင်နှမတွေပါဒီအသီးများသိသွားရင်ဘလောက်ကောင်းလိုက်မလဲ။နောင်သားသမီးတွေကိုအဲ့ဒီဝမ်းပိုက်ခရေကပြုပြင်ပေးလိုက်ဘလောက်ကောင်းလိုက်မလဲ။အေးအဲ့ဒါလေးတွေလည်းဖြစ်စီနေတာ။ ဖုံဖုံတို့ဘုရားရှင်ကိုရောမြတ်ကြီးခေါ်တော်မူခဲ့တဲ့တရားတော်တွေထဲမှာတော့ဒါတွေကပြည့်ပြည့်စုံစုံပါလာပဲပဝန်းကျင်ကောင်းလို့ရှိရင်လည်းပဲဝမ်းကြတိုက်သေးကသားတွေသမီးတွေကောင်းပါလားသားတွေသမီးတွေကောင်းပြီးတော့နတ်ပြည်ဌာနနတ်လောကကရောက်လာရင်လည်းကိုယ်ပဝန်းကျင်လည်းပြောင်းကောင်းသွားတာပဲအဲ့ဒီတော့ကိုယ်လည်းကိုယ်စွမ်းနိုင်တဲ့လိုက်ကောင်းအောင်ကြိုးစားသူတို့လည်းသူတို့စွမ်းနိုင်တဲ့လောက်ကောင်းလာလိမ့်မယ်အဲ့ဒီကြတော့မှလောကကြီးမှာဟောဒီမိသားစုကြီးမှာဟောဒီမိသားစုတွေမှာတအူးနဲ့တအူးစိတ်ဓာတ်ကြီးကောင်းပြီးတော့ ိတ်သက်ကောင်းနေဆိုရင်မေတ္တာတွေရောအသိဉာဏ်တွေရောယုံကြည်မှုတွေရောနားလည်မှုတွေရောအကုန်လုံးပြည့်စုံအကုန်လုံးပြည့်စုံရင်ဒီမိသားစုကောင်းရင်ဟိုဘက်အိမ်လည်းကောင်းဒီဘက်အိမ်လည်းကောင်းဘယ်တော့ကောင်းနိုင်တော့ဒီနီးနာချင်းဟိုဘက်ရက်ွက်ဒီရက်ွက်ဟိုဘက်ရွာဒီဘက်ရွာအားလုံးနေများကောင်းသွားကြတယ်ဘယ်တော့ဝန်တာစရာကောင်းအချိန်မီပါသေးတယ်အချိန်မီပါသေးတယ်မတိတော့ကမှားခဲ့တဲ့အမှားကိုအပြစ်မဆိုတာပြီမဲ့တိရနေတော့မှားဖို့မကောင်းတော့ ကိုယ်လည်းကောင်းအများလည်းကောင်းကုမိသားစုလည်းကောင်းဝမ်းကြတိုက်သေးကလေးကကောင်းအောင်နေလာခဲ့ရင်ဘလို့များကောင်းနိုင်မလဲဆိုတာအဲအဲ့ဒါကိုနားလေပြီးတော့ကိုယ်အတိတရားရှိသည့်အားလျော်စွာ နေတတ်ထိုင်တတ်ပြောတတ်ဆိုတတ်ဆက်ဆံတတ်ပြီးအားလုံးနဲ့အစီပြေကောင်းကျိုးချမ်းသာတွေရပြီးမိမိတို့ရည်မှန်းတဲ့ရည်မှန်းချက်တွေကိုရရှိစံစားခံစားနိုင်အောင်မြင်ပေါက်ရောက်နိုင်တဲ့သူတော်ကောင်းတွေဖြစ်ကြပါစေကုန်သတည်း